အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel နဲ့ကြိုဆိုပါရစေ။ကျွန်တော်ဒီတစ်ခါပြပြပေးချင်တဲ့အားလေးကတော့ Facebook account ID တင်တဲ့နည်းလေးပါ။အားလုံးပဲကျွန်တော်ရဲ့ video လေးကိုစဝင်သားတယ်ဆိုရင်စိတ်ကြည့်လိုက်အောင်လေ။အခုဆုံးကျွန်တော်တို့ Facebook ID တင်မှာဖြစ်တဲ့အတွက် Facebook ထဲဝင်လိုက်မယ်။ကျွန်တော်တို့ဒီမှာဆိုရင်ကိုယ့်ရဲ့ Facebook account ကမွေးနေ့တက်ကြီးအားကျွန်တော်တို့အမှတ်ပုံတင်ထဲအတိုင်းဖြစ်ရမှာ။ ဖြစ်ရမှာပေါ့ဗျာเนาะကျွန်တော်တို့ဒီ Facebook အကောင့်က name လဲကျွန်တော်တို့အမှတ်ပုံတင်တဲ့ name ဖြစ်ရမယ်ပြီးရင်ကျွန်တော်တို့အမှတ်ပုံထက်ကမွေးတကိဖြစ်ရမယ်ကျွန်တော်တို့ Facebook အကောင့်မှာ birthday တွေကျွန်တော်တို့မတူဘူးဆိုရင်ချင်းလိုက်ပါအရင်ချင်းပြီးတော့ name တွေအရင်ချင်းပြီးတော့ birthday တွေအရင်ချင်းပြီးတော့ကျွန်တော်တို့စတင်သေးဝင်လိုက်မယ်ချင်းပြီးရောကျွန်တော်တို့ antigen mode setting တွေဝင်လိုက်မယ်เนาะဒီနေရာနှိမ့်လိုက်မယ်ပြီးရင်ကျွန်တော်အပေါ်တင်လိုက်မယ်ပြီးရင်ဒီမှာ setting of privacy ဆိုတာနှိမ့်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ setting ဆိုတာထပ်နှိမ့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ personal information ကိုထပ်နှိမ့်မယ်ဒီမှာကျွန်တော်တို့ identity ဆိုတော့ confirmation ဆိုတာကိုကျွန်တော်တို့ နေရာပေါ့ဗျာနော်ဒီနေရာနေ့တိုင်းမှာပြီးရင်ကျွန်တော်တို့ဒီမှာ confirm your identity ဆိုရအောင်ထပ်နေလိုက်မှာပြီးရင်ကျွန်တော်တို့ဒီနေရာထပ်နေမယ်ပြီးရင်ဒီမှာ select country ရွေးမှာပေါ့ဗျာနော်ကျွန်တော် select country လို့မှာဒီမှာကျွန်တော်တို့မြန်မာလို့ရိုက်ရှာလိုက်မယ်မြန်မာနှိမ့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဓမ္မဒီနေရာကိုထပ်နှိမ့်လိုက်မယ်အဲဒါရင်ကျွန်တော်တို့ဓမ္မ ဒီနေရာမှာ upload your id ကိုထပ်နှိပ်မယ်ပြီးရင် next ကိုနှိပ်မယ်ဒီမှာကျွန်တော်တို့က passport နဲ့ id တင်မလားကျွန်တော် driver license နဲ့ id တင်မလားဒါမှမဟုတ် national id card နဲ့ id တင်မလားပေါ့နော်ကျွန်တော်တို့ကမှတ်ပုံတင်နေ id တင်မှာဖြစ်တယ်လေကျွန်တော်ဒီနေရာကိုရွေးလိုက်မယ်ပြီးရင် ကျွန်တော်တို့အောက်မှာအများကြီးရှိပါเนาะကျွန်တော်တို့ကတ်တရတော့ NDT ပေါ့ကျွန်တော်တို့ဒီအောင်ယူလိုက်မယ်ပြီးရင် next ကိုနှိမ့်လိုက်မယ်ဟောအမှတ်ပုံတင်ရောကျွန်တော်တို့တက်ပေါ်ရိုက်မှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီမှာအန်ကတ်နေမဲ့ကျွန်တော်ကအဆန်းပြတာပေါ့နော်တကယ် NDT မဲ့လူတွေကတော့မှတ်ပုံတင်နဲ့ NDT ပေါ့ကျွန်တော်ဒီနေရာမှာယူပြီးတော့ next ကိုနှိမ့်လိုက်မယ်အင်းကျွန်တော်ဒီမှာမှတ်ပုံတင်ရောကျွန်တော်ဒီလိုရိုက်လိုက်မယ် ရပ်ပြီး submit ဆိုတာနှိပ်လိုက်မယ်ဒီနေရာထပ်နေတာမယ် finish ဆိုတော့ဟိုကျွန်တော်တို့တရက်တော့တချို့ကြရင်လည်းတရက်တော့မဆောင်အောင်ပြမြန်တယ်တချို့ကြရင်လည်းတရက်ကြော်ကြော်တော့ဆောင်အောင်တရက်ပန်းနေနေရက်တော့ဆောင်အောင် ဟင်ကျွန်တော်တို့တကယ်လို့ information တွေတကယ်လို့မရင်ကိုယ့်ကောင် information တွေမှတ်ပုံတင်တဲ့အောင်နေမှန်နေဆိုရင်ကျွန်တော်တို့ anti တင်တာအောင်မြင်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ဆက်ကြည့်ကြပါလို့အားလုံးပဲအဆင်ပြေကြပါစေ